စစ်ကောင်မရှင်ရွေးကောက်ပွဲလွတ်လပ်မျှတမည်ဟုမယုံကြောင်းလူခွင့်ရေးမဟာမင်းကြီးဆိုတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုများနဲ့ဖျို့ဖျဲအခြေအနေအောက်တွင်ပြုလုပ်ပြီးရွေးကောက်ပွဲကိုလွတ်လပ်မျှတမည်ဟုယုံနိုင်စရာမရှိကြောင်းကုလလူခွင့်ရေးမဟာမင်းကြီးကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာထရက်ကနိုဝင်ဘာ၁၀ရက်တွင်အထက်ပါတိုင်းပြောကြားခဲ့တာဟု တရင်ဌာန၌ဖော်ပြခဲ့ပြီးရင်းနှီးညမှာပင်စစ်ကောမရှင်ပြောခွင့်ရစော်မင်းထုံးကလည်းရွေးကောက်ပွဲပြက်ပြားပြောင်းလဲအောင်တိုင်းတစ်ပါးနိုင်ငံများကဝင်ရောက်ဆက်ဖက်လှုပ်ဆောင်ရေးမရကြောင်းဆိုပါတယ်ဒီတရားမဝင်ရွေးကောက်ပွဲကိုနိုင်ငံတကာတိုင်းပိုင်းကအသိမှတ်မပြုဘူးလို့သဘောထားပေးလာတာစိတ်လာတယ်အဲဒါကြောင့်မြောက်လိုင်းကရှက်ရမ်းရမ်းပြီးစော်မင်းလုံးကိုကြောက်ကန်ကန်ခိုင်းတာဟုမုံရအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကတရင်ဌာနကိုပြောပါတယ် တရားမဝင်ရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်းကုလသမဂ္ဂဥရောပသမဂ္ဂပြင်သစ်နယူးဇီလန်စသည့်နိုင်ငံနှင့်အဖွဲ့အစည်းများကသဘောထားပေးခဲ့ကြပြီးတရုတ်ရုရှားနှင့်၎င်းတို့ဩစာခံနိုင်ငံအနေငယ်ကသာထောက်ခံချပါသည်စစ်တပ်သည်အရက်ဖတ်အခွင့်အရေးကိုလုံးဝပိတ်ပင်ထားပြီးအရက်သားများအပြင်းထန်သည့်ပုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းလည်းလူခွင့်ရေးမဟာမင်းကြီးကဆိုပါသည် မြမရေးသည့်ကံမကောင်းစွာဖြင့်မီဒီယာတို့၏အာရုံဆိုင်မှုလုံလောက်စွာမရသည်ပဲဖြစ်သူများဒုက္ခရောက်နေရဆဲဖြစ်ပြီးယခုလိုအခြေအနေမျိုးအောက်တွင်ရွှေကောက်ပွဲပြုလုပ်ခြင်းမှာမဖြစ်နိုင်ကြောင်းလည်း၎င်းကဆိုပါသည်လာစဉ်ပြည်သူကိုပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုသည်တော်လိုင်းရေးအင်အားစုများအားတိုက်ခိုက်ခြင်းထက်နှစ်ဆကျော်ရှိနေကြောင်းညလင်းတစ်သူတေသနာအဖွဲ့၏လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာများအရသိရပါသည်။နိုဝင်ဘာ၁၀ရက်နေ့တွင်စစ်ကော်မရှင်ပြောခွင့်ရစော်မင်းထွန်း၏ရွေးကောက်ပွဲဆိုင်ရာအသိပေးပြောကြားချက်ကိုစစ်ကော်မရှင်ဝါဒဖြန့်မီဒီယာများ၌ထုတ်လွှင့်ခဲ့ပါသည်။ ဆက်လက်ပြီး NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟုအကြံဖတ်စော်မင်းထွန်းပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။ရှင်နစ်စစ်တိုက်လက်ကင်တို့ဘွာရာဖြန့်သတင်းစာများမှတက်စင်အကြံဖတ်စော်မင်းထွန်းကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ ် NLD အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော်လေမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိနေသည့်အနက်မဲမတမာမှုဖြစ်နိုင်သောအရေးအတွက်10.4တန်းခန့်ရှိကြောင်းအဆိုပါကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော်လေလွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကိုအတ္တမနီနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ပြည်သူတွေလှလာတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ချစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ခွဲပြားခြားနားသောနိုင်ငံတကာတုံ့ပြန်မှုများရှိနေတော့လေ မိဖက်နိုင်ငံများကအတိအမှတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။မြန်မာအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရပါမယ်။ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော့လေမိဖက်နိုင်ငံများ၏ထောက်ခံမှုများကတော့အခိုင်အမာရရှိထားပြီးဖြစ်ကြောင်းမေမတမမှုများမရှိစေရန်ခင်မီနီးပညာတော့ MEVM စံများကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်လွတ်တော်ကဂုံတိတ်ခါရှိသည့်လွတ်တော်တည်းရဲ့အဖြစ်ကဘာကိုချပြနိုင်မည်ဖြစ်ကြောင်းစော်မင်းထွန်းကပြောဆိုသွားပါတယ်ဆက်လက်ပြီး AA နှင့်တွဲဆောင်ပွဲမှဆေးရဲအပြင်နိုင်ငံရေးအသိပါတင်ယူခဲ့ရကြောင်းချင်းညီနောင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်ခဲ့တဲ့အော်တိုဘာလအတွင်းမှာရခိုင်ပြည်လွတ်မြောက်တနေရာတွင်ချင်းညီနောင်အဖွဲ့မှထိပ်ပိုင်းကောင်းဆောင်များနဲ့အာရကတက်တော် AA မှထိပ်ပိုင်းကောင်းဆောင်များတွေ့ဆုံခဲ့ကြောင်းနိုဝင်ဘာ၈ရက်တွင်ချင်းညီနောင်ဘက်မှထုတ်ပြန်ထားပါတယ် ချင်းညီနောင်မှတပ်ဖွဲ့ချင်းစီဤထိပ်ပိုင်းကောင်းဆောင်များနှင့်ဘာရကတက်တော် AA မှ COC ချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ဦးဆောင်သောထိပ်ပိုင်းကောင်းဆောင်အချို့တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်စစ်ကောင်စီရဲ့တန်တန်ထိုးစစ်များကိုခံမှန်ပြီးချင်းညီနောင်နဲ့အာရကတက်တော်တို့ကြားစည်ရေးပူပေါင်းဆောင်ရွက်မှုများနှင့်လူမျိုးချင်းဖိမကူညီမှုများစီးပွားရေးပူပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့သည်ဟုချင်းညီနောင်ပြောခွင့်ရဆက်လိုင်းရောမှန်ကပြောပါရယ်။ပြီးခဲ့တဲ့လကပဲကျွန်တော်တို့တွေ့ကြတဲ့ဆွေးနွေးကြတဲ့အထူးကကတော့တော်လိုင်းရင်းနဲ့ပတ်သက်လို့ပါ စည်ရေးမှာဘလို့ဖြစ်မလဲဘလို့ပူပေါင်းကြမလဲဘလို့မျိုးအပြန်အလှန်ကူညီကြမလဲပုံစည်ရေးမဟာမိတ်အပြင်နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်ပေါ့နော်အဲ့ဒီလိုမျိုးပူပေါင်းချိတ်ဆက်ဖို့လူမျိုးချင်းအပြန်အလှန်ကူညီဖေးမှကြဖို့ပေါ့ဟုပြောပါတယ်ရခိုင်ပြည်ကြီးပွားတိုးတက်လျင်ချင်းပြည်လေတိုးတက်ကြီးပွားရေးနဲ့ချင်းပြည်ကြီးပွားတိုးတက်လျင်ရခိုင်ပြည်ကိုလည်းခန်းစားခွင့်ရရည်နဲ့တည်ငြိမ်အေးချမ်းမှုအပြန်အလှန်အကျိုးစီးပွားဖြစ်ရေးကိုဆွေးနွေးခဲ့ကြောင်းဆိုပါတယ်ယခုတွေ့ဆုံပွဲတွင်ချင်းညီနောင်အတွက်အလွန်အကျိုးရှိပြီး သင်ခန်းစာများနဲ့လေ့လာသင်ယူစရာအများပြားသင်ယူခဲ့ရကြောင်းချင်းညီနောင်ပြောခွင့်ရဆက်လိုင်းရောမန်ကပြောပါတယ်။သင်ယူစရာတစ်ခုကတော်လန်ရေးကိုသူတို့ဘလို့အဆင့်ဆင့်ကြော်ဖြတ်လာလဲ၊ဘလို့တီဆောက်လာလဲ၊ဘလို့အခက်အခဲတွေဖြစ်လာခဲ့လဲဆိုတာကိုသူတို့နဲ့ဆွေးနွေးခြင်းအပြင်ကိုဟါကိုရှင်းထိုးကြည့်လို့ရတယ်။ဒီဒေသကိုစိုးမိုးအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့တော်လန်ရေးသမားကိုကြော်လွန်တဲ့အစိုးရလုပ်ငန်းတွေဖြစ်တဲ့စာဝတ်နေရေး၊လမ်းပတ်ဆက်သွယ်ရေး၊ပညာရေး၊ကျန်းမာရေး ငါတာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုတဲ့အတွေးခေါ်ရရခဲ့ပါတယ်ဟုပြောပါတယ်ဒေါ်လန်ရဲ့အဖွဲ့တစ်ခုမှစစ်ရေးတစ်ခုလည်းမဟုတ်ပဲနိုင်ငံရေးအတွက်ပါတွေးခေါ်စဉ်းစားထားတဲ့ပြည်သူများ၏အေးချမ်းသာရာဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ပေးရမယ်ဆိုတဲ့နိုင်ငံရေးအသည့်ကိုလည်းတင်ယူခဲ့ရကြောင်းဆလိုင်းရောမန်ကဆိုပါတယ်ပြောချင်တာကစစ်ရေးမဟုတ်ဖ ೇನೆ နိုင်ငံရေးမှာကျွန်တော်တို့ရဲ့ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုပိုင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုအေးအေးကအားပေးတယ်အတိမတ်ပြုတယ်ကူညီပေးတယ်နောက်တင်ယူရတာကစကားများများမပြောဖို့ပေါ့ အလုံများများလို့ဖို့ရန်ပုံငွေရှာရေးမှလည်းဘလို့တိဆောက်ဘလို့စူးစီးရတဲ့ပုံလေးစားစရာကောင်းတာကစစ်တပ်နဲ့ပါတီကြားမှာအတိမတ်ပြမှုပုံစစ်တပ်ကငါတိုက်လို့ရတယ်ဆိုတဲ့အတွေ့အကြုံမှထားပဲပါတီပိုင်းကတက်သည့်ပညာရှင်တွေကိုလုံးဝလေးလေးစားစားကြိုဆိုဧကန်နဲ့လုံးဝအယုတ်တီးပေးတယ်ငါတို့ပဲတိဆောက်ပြီးအရင်လာတာမင်းတို့ကနောက်မှလာတာဆိုတဲ့အတွေ့မရှိပဲစစ်တပ်ကလွတ်မြောက်အောင် လုပ်ပြီးတက်သည့်ပညာရှင်တွေကဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတယ်ဆိုတဲ့အံ့ဩစရာကောင်းလောက်အောင်တွေးခဲ့ရတယ်ဟုပြောပါတယ် ချင်းကြီးနောင်နဲ့အာရကတက်တော် AA တို့ကြားတွင်တွေ့ဆုံမှုသည်ခဏတာတွေ့ဆုံခြင်းမျိုးမဟုတ်ပင်တွေ့ဆုံမှုအများပြားပြုလုပ်ခဲ့ကြောင်းနှင့်အပြန်လန်ပူပေါင်းရေးအပြန်လန်လေးစားတံပိုးထားခြင်းများရှိခဲ့ကြောင်းသိရပါသည်ချင်းကြီးနောင်အဖွဲ့ဝင်များသည်ရခိုင်ပြည်နယ်အတွင်မြို့အနည်းဆုံး၅မြို့ထက်မနည်းကိုလွတ်လပ်စွာသွားလာခွင့်ရရှိခဲ့ကြပြီးလေလာသိမှုစရာအများကြီးရှိခဲ့ကာအကျိုးရှိခဲ့သည်ဟုချင်းကြီးနောင်ဘက်မှထုတ်ပြန်ပြောဆိုထားပါသည်ဆလပီစေအုပ်စုက၎င်းတို့ရွေးကောက်ပွဲအတူအတွဲအစိုးရများကိုမဲဆွယ်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဆေးဥစုက၎င်းတို့အထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်သူပြည်သူများအပါအဝင်အမှုပညာရှင်များကိုဖမ်းဆီးပြပြီးနောက်ရွေးကောက်ပွဲမဲဆွဲရေးအတွက်ရုတ်တံရိုက်ကူးရတွင်အဆိုတော်များဖြင့်မဲဆွဲခိုင်းခဲ့ကြောင်းစစ်ကောမရှင်၏ဘွာဒါဖြန့်ရုတ်တံများမှတဆင့်သိရပါသည်။အမှုပညာရှင်အဆိုတော်များသည်နိုဝင်ဘာ6ရက်နေ့မှစတင်ကာရန်ကုန်မြို့ရှိမြမအတန်နှင့်ရုံးမြင့်တန်းကြား MRTV တွင်ရွေးကောက်ပွဲအသိပညာပေးရေးနှိုးစော်ဆိုင်ပုံများကန်ဆောင်ပြီးပါဝင်ကြကြောင်းစစ်ကောမရှင်ထံမှသိရပါသည်။ စစ်တပ်ရွေးကောက်ပွဲဆိုင်ရာပြည်သူများအသိပညာပေးရေးနှိုးဆော်မှုရှိုက်ကူးရေးတွင်အဆိုတော်အောင်လာဝေလဖိုးကရရင်အောင်အောင်ထက်ဖြိုမြင့်အောင်ဟန်နီတာနီနီခင်စောနီးစံဒီချမ်းမြင့်မောင်ချိုမေလာတန်စင်အင်ချစ်အင်းမြဖြူနဲ့လိမော်တီတို့ပါဝင်ပြီးကြံရှိနေသည့်ဂီတအနုပညာရှင်များဆက်လက်ပါဝင်ရမည်ဖြစ်ကြောင်းသိရပါသည်စစ်ကောင်မရှင်သည်မကြသေးမီကလည်းတရုတ်ဆောင်နေတိုးမြင်းမြနေဝင်အေးချမ်းမောင်ချူလေးနဲ့မေမြင့်မို့တို့အပါအဝင် အမှုပညာရှင်များပါဝင်တဲ့တရုတ်ဆောင်ထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအမည်ရှိရွှေကောက်ပွဲဝါရဖြန့်ဇလန်းကိုပြသခဲ့ရာအဆိုပါတရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်တပိတ်မှောက်ခဲ့ကြပါတယ်။ထို့ပြင်စစ်ကောမရှင်လာအောက်ခံဖြန့်ကြားရေးဝန်ကြီးဌာန ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျွယ်သည်ပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကအမှုပညာရှင်များကိုခေါ်ယူ၍ရွေးကောက်ပွဲနှင့်ပတ်သက်သောကမ်ပိန်းစာသားများကိုတဦးချင်းရွှတ်ဆိုရမည်ဗီဒီယိုရိုက်ကူးရန်ညွှန်ကြားခဲ့ပြီးညင်းဆန်ပါကအထက်မင်းရအရေးယူမည်ဟုချိန်ချောက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်စစ်ကော်မရှင်သည်၎င်းတို့ပြဋ္ဌာန်းထားသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ဒါရိုက်တာ3ဦးနှင့်တရုတ်ဆောင်2ဦးအပါအဝင်ပြည်သူတရာကျော်ကိုဖမ်းဆီးထားပါသည် စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်တွင်စစ်အာဏာရှင်စနစ်ကိုဆန္ဒပြခန့်ခွက်ရ၌ယခုရွေးကောက်ပွဲတွင်မဲဆွဲစီခိုင်းခြင်းခံရသည့်အဆိုတော်များနှင့်အမှုပညာရှင်တချို့ပါဝင်ခဲ့မှုပါသည်။ထို့သောလက်ရှိတွင်မူ၎င်းတို့သည်စစ်ကော်မရှင်အကြိုက်လိုက်ခါစစ်အုပ်စုအတူရောင်ရွေးကောက်ပွဲကိုပါဝင်မဲဆွဲပြီးလျက်ရှိပါသည်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။